ုံမှာမတရားသဖြင့်လိုချင်တာမဟုတ်ဘူး။ဩသူများစိတ်ချမ်းသာအောင်ဆိုတာသူများကောင်းအောင်ဆိုတာအကောင်ပြရတယ်ခေါ်တယ်။ယဟန်ဆိုတာကမေတ္တာထားတယ်ဆိုတာအဲ့ဒါ။ဩသူတို့မကောင်းတာတွေမဖြစ်ပါသေးနဲ့မမြင်ပါသေးနဲ့ကိုယ်ကတည်းကမကောင်းရင်တော့မှမသိအောင်မကောင်းမှာ။နော်မကောင်းတာတော့ခွဲရမှာမကောင်းအောင်နေတာမကောင်းတော့မကောင်းဘူးပေါ့။ဒါပေမဲ့မကောင်းတာလေးနည်းနည်းရှိရင်တော့မပြရဘူး။ ဆိုကြပါစို့ကိုကအဲလူချင်းနေတယ်ဆိုတာတော့မှဒါမပြောအောင်မပြရအောင်နောက်တစ်ချက်မကျေနပ်ဘူးဆိုတာတော့မှမပြောအောင်မပြရအောင်ဆိုတာဒါမကောင်းတာမပြရဘူးခေါ်တာနော်မကောင်းတာမရှိတာတော့အကောင်းဆုံးပေါ့ရှိခဲ့ရင်တော့မှအဲ့ဒီမကောင်းတာမပြရအောင်မကောင်းတာပြရရင်ဟိုမကောင်းတာကိုမျှဝေသလိုဖြစ်တယ် ဘုရားကကုသိုလ်ကောင်းမှုမှန်သမျှမျှဝေကြတဲ့နော်ကုသိုလ်တွေကမျှဝေတယ်ဆိုတာလူတိုင်းသိပါတယ်အဲဒီတော့ဒါလေးလည်းပဲဒီမျှဝေခြင်းသဘောတရားလေးလည်းပဲဒါပြောပြရရှိအမျှဝေတဲ့ကိစ္စနဲ့ပတ်သက်ပြီးလူတွေကဘဝင်မကြဘူးမေးတာခဏခဏမေးခံရတယ်မျှဝေတာတဲ့ဘာအဓိပ္ပာယ်ရှိလဲဟောဒီပါတဲ့လူဘယ်လိုလုပ်ရမလဲဟောအသရှိပြီးရင်သူတို့နားမလဲကြာ နော်ဇဝေဇဝါလေးဖြစ်ကြမြာဝီရာဘာလို့သဘောလဲဘာလဲညာလဲပေါ့အပူလုတ်ကြီးလို့လို့ဘာလို့လို့ပေါ့အဲ့တော့အဲ့မှာသူရဲ့အဆင့်အတန်းနေရှိတယ်ဒီမြာဝီရဲ့ကိစ္စမှာမြာဝီရဲ့ဆရာအမြင့်ဆုံးအနေနဲ့ပြောမယ်ဆိုရင်ညီမြခြင်းဆိုတဲ့ကိစ္စနော်မြဆိုတဲ့သကလုံးကြီးမှာညီမြခြင်းဆိုတဲ့သကလုံး ညီမချင်းဟာအင်မတန်ကောင်းတာကိုယ်လည်းစားစရာကြီးသူ့လည်းစားစရာကြီးညီတို့များတို့သူ့လည်းပဲကိုကဖားစရာလည်းမရှိအောက်ကျစရာမရှိမျက်နာမျက်မျက်နာမျက်မျက်နှာချိုးသွေးစရာမရှိမြောက်ပေးစရာလည်းမရှိ မျော်လင့်စရာလည်းမရှိဘာဖြစ်လဲဆိုတော့ညီမျှနေတာကိုအမင်းလည်းစားကြင်ကလည်းစားကြင်မင်းကမင်းနေအားကနေပြီးပြီသူ့ကိုသူ့ကိုလည်းကိုကနှိမ်ပြီးကြည့်စရာမရှိဘူးမှုတ်ပြီးကြည့်စရာလည်းမရှိဘူးဒါညီမျှတယ်ခေါ်တာ ဲ့တော့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်လာရင်ကောင်းတာလေးကိုရတော့ဤကျန်တဲ့သူလည်းပဲကိုနဲ့ညီသူမြသူဖြစ်ပါသည်ဒီလိုနော်အဲ့ဒါဒါအင်မတန်မြင့်မာတဲ့ရေပဲကျက်နော်ဗုဒ္ဓကအစီအစဉ်တွေထဲမှာထည့်ထားတာအများကြီးကြီးอ่ะဟိုကတော့ဟန်ရေးပြတာဗောရေဆက်ခွက်လေးကပြီးတော့ဒါလောင်းလိုက်တဲ့စရာကဝေသန္တရာဇက်ကနေယူထားတဲ့ဒီတယုတ်ဆောင်ချက်ပေါ့ ဝေဒန္တရာဇတ်မှာဘုရားရဲ့ဒါနပါရမီအမြင့်ဆုံးဖြင့်ဝေဒန္တရာဇတ်အဲ့ဒီဇတ်လမ်းမှာစင်ဖြူကိုလူတဲ့အခါမှာနော်အဲ့မှာကလင်္ကတိုင်းချက်ပါတယ်မိုးကောင်ရေရှက်ကြတော့သူတို့ခေယူစားရစင်ဖြူရှင်မိုးရွာတယ်ဒါလောကအယူတွေပေါ့အဲ့တော့ဝေဒန္တရာအတိုင်းကြီးမှာဒီအဲဝေဒန္တရာမင်းရဲ့အတိုင်းကြီးမှာစင်ဖြူတစ်ခေါက်လည်းရှိနေတယ်ဟိုကလည်းအဲ့ဒီစင်ဖြူလာပြီးတော့ လူပါကောသူတို့စီမှာမိုးရွာမိုးမြွာလို့မိုးခေါင်းတော့အဲဒါဆိုလဲအဲဟိုကလဲတကယ်ကိုအလူမှာအစွမ်းကုန်အဆင့်ဆိုတော့ဘာလာအလူမဲဆိုတာကြီးပဲနော်နာဒရာတရားကြီးဒါနပါရမီမှာအမြင့်ဆုံးအဆင့်ဘာကောင်းလာလာဘာလာလာဘာယူယူလူမဲဆိုတဲ့အဆင့်အဲ့တော့ဒီဒီဆင်တော့တော့သူဘာပြောတော့မှာလဲနော်အဲဟုတ်ပြီလူတယ်ဆိုပြီးတော့လူတဲ့အခါမှာ ဆင်းနှမောင်းလေးကိုဟိုဘက်ကလူကံပုဂ္ဂိုလ်တရားကာပြီးတော့ဒီဘက်ကဝေဒန္တရာမင်းရရေရေကရားလေးနဲ့အဲ့ဒီမှာရေလောင်းချတာရေလောင်းချတာဘာအဓိပ္ပာယ်လဲဆိုရင်ရေစရာအေးမြတယ်တဲ့နော်အေးမြတယ်ဆိုတာကဒီကောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးစိတ်ပူရင်ပူလေအေးပါစေအေးချမ်းပါစေပေါ့အဲ့တော့ဒီအေးမြခြင်းသဘောတစ်ခုတည်းကိုသင်္ကေတမဟုတ်ဘူး ဒီလောင်းချလိုက်တဲ့အခါမြေကြီးပေါ်ကျတယ်ဆိုတော့ပြန်မရတော့ဘူးသူကအဲဒီအသွန်ဆိုတဲ့စကားမျိုးလိုပဲဟုတ်ပြန်မယူတော့ဘူးအပီးအပြတ်လောက်တာ အပီးပြတ်စွန့်တာနောက်ဆက်တွဲဘာမှမပါဘူးနောက်တစ်ချက်ကလောင်းချလိုက်တဲ့အခါမှာရေခွက်ထဲမှာဘာမှမကျန်တော့ဘူးဘာမှမကျန်တော့တာဘာဒီပဲလဲဆိုတော့ကန့်ညိတွေ့တာမှမရှိတော့ဘူးဓမ္မအကုန်လုံးပျောက်သွားပြီနော်အဲ့သွန်ဖာမောက် အပြတ်အပြတ်ရှင်းလိုက်တာနောက်လည်းပြန်မယူတော့ဘူးဒီမှာရေထဲမှာကပ်ပြီးကြံ့နေတာလည်းမရှိဘူးဆိုပြီးအကုန်လုံးမှောက်ချပလိုက်တာအဲ့ဒီအဓိပ္ပာယ်လေးသင်္ကေတလေး၃ခုနော်သဘောတရားလေး၃ခုထည့်တာဒါဒါကြောင့်မလို့ဒါစုံတယောက်ကိုပေးရင်အဲ့ဒီတိုင်းပေးရတယ်ပေးတဲ့စကားကမျှတာဝေးတာညီလူမျှလူဖြစ်အောင်အေးငါမှရှိတယ်ငါမှရှိတယ် ။နမပြည့်စုံတယ်မင်းကမပြည့်စုံဘူး။မပြည့်စုံရင်ပြီးတယ်ကွာ။ပြီးတဲ့အခါမှာအခုပြောသလိုပဲရင်နဲ့အေးပါစေ။ရှင်ရဲ့သဘောကအဲ့ဒါ။ရှင်ရဲ့သဘောကအေးမြခြင်းအေးမြခြင်းသဘောပါ။အဲ့ဒါအေးပါစေကြည်လင်ပါစေတန့်ရှင်းပါစေအေးချမ်းသာပါစေ။နော်ရင်ဘူးစိတ်ဘူးတွေမရှိပါစေနဲ့။နောက်တစ်ချက်ပြီးတဲ့ဆိုတဲ့ကတွေ့တာနေတာမဟုတ်ဘူးအပြတ်သွား ရေလောင်းချလိုက်တယ်ပြန်မရတော့ဘူးမယူတော့ဘူးနော်အပီးပဲအပီးပြတ်နောက်တစ်ချက်ကအကျဉ်းချက်မရှိမောက်ချပလိုက်တာနော်ရေသက်သွင်းချလို့ဆိုတာခွက်ကိုမောက်လိုက်တာသူကခြံမထားဘူးနော်ခြံမထားဘူးကပ်မထားဘူးဆိုတဲ့သဘောနောက်တရားကိုပေးရင်အဲ့ဒီတိုင်းကပေးနော်အဲ့ဒီတိုင်းပေးလို့ရတယ်ယူတဲ့သူကလည်းပဲအဲ့လိုကြတော့ရှင်းတယ် အဲဒီစီရတော့မဟုတ်ဘူးငါကပေးရင်သူဒီကငါပြန်ရမှာပေါ့ဆိုတာအဲ့ဒါအယောင်းဝယ်တော့အပေးယူတော့နော်ဟိုကနီးပြီးဘူးတဲ့ကိုယ်ပေါ်ကောင်းသူ့ပေါ်ကောင်းတယ်ဆိုတာဈေးသက်ဆန်တယ်တဲ့နော်ဈေးသက်ဆိုတာကအယောင်းဝယ်ပဲဘတ်တန်ပြီးလို့ပြည်စီပေးတာပြည်စီပေးလို့ဘတ်တန်ပေးတယ်ဆိုတာအဲ့ဒီတော့ဒါကဈေးသက်ဆန်တယ်တဲ့အယောင်းဝယ်ဆန်တယ်ကိုယ်ပေါ်ကောင်းသူ့ပေါ်ကောင်းတယ်ဆိုတာ ဒါသေးသေးဆမ်းပါတယ်တဲ့နော်သေးသေးကြီးရဲ့သဘောပေါ့အဲ့တော့ဒါကခုနပြောတဲ့ညီလူများတို့သဘောမျိုးမဟုတ်တော့ဘူးညီများချင်းဆိုတာကအေးငါလည်းရှိသူလည်းရှိမရှိသေးရင်လည်းကိုကမျှပေးလိုက်တာညီတူအောင်မျှတယ်ခေါ်တာသူကငါကောင်းကောင်းလေးနေနိုင်တယ်သူလည်းကောင်းကောင်းလေးနေပါစေအဲငါကောင်းကောင်းလေးစားနေတယ်သူလည်းကောင်းကောင်းလေးစားပါစေအဲညီစိုက်ရအောင်မျှရတယ်နော်ခုနပြောတဲ့အဲဒီအစီအစဉ်တိုင်းသွားမှာ နော်ဘရိုတိုကောရသွားအမိဘကအရေးကြီးတယ်။နော်မိဘမိဘပြီးတော့အကိုကြီးအမကြီးညီကိုမောင်နှမအဲဒီလိုသွားတာတဖြည်းဖြည်းဝေ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 သွားတယ်။နော်အမေကြော်ပြီးတွေးတော့တော့လွမ်းလို့မရဘူး။လွမ်းရင်အဲ့ဒါအစီအစဉ်မကြောက်ဘူး။အဲ့ဒါဖြောင်းလည်းမပြောက်မှန်လည်းမမှန်ဘူး။ဒါတစ္ဆာမဆိုင်ဘူးခေါ်တာ။နော်တစ္ဆာကန်းနေတယ်ခေါ်တယ်။တစ္ဆာအမှန်တရားကန်းကွယ်သွားမယ်။ အဲဒီတော့အစည်းအဝေးတိုင်းမဲ့တော့ရတယ်အဲအနေများနီဝေးကျေစုအနေများနီဝေးဆိုတာရှိတယ်နော်အဲ့ဒါဒီချိန်နာတွေကတော့နည်းနည်းတော့လိုတာပေါ့ကျေစုကြီးသေးတို့အနေများတို့ဆိုတာတော့အဲ့ဒီမှာတခြားနီးနဲ့ချိန်ရတာတွေလည်းရှိတယ်ပေါ့အဲလက်တလောနေမှာတော့အခုပြောတဲ့အနည်းဆုံးဟာကျေစုရှိဆုံးပါပဲ ။အမိဘညီကောင်မတော်ဆမြတ်သားချင်းဒါကျေးဇူးရှိဆုံးပဲ။အဲ့ဒီလူတွေကိုဒါအဓိကဂိမ်းဆိုင်ကြမယ်။ပြီးတဲ့နောက်မှမှတဖြည်းဖြည်းနဲ့ဆက်ဆက်ဝိုင်းချဲ့တယ်လို့ချဲ့သွားမယ်။နော်။ဟိုဆက်ဝိုင်းကွင်းလေးဝိုင်းတယ်လို့အချင်းလေးရနေဝိုင်းဝိုင်းဝိုင်းတပြေးပြေးကျဲပြီးတော့ကိုဖြတ်နိုင်တယ်များပဲ။ကိုနိုင်တော့လေးပဲ။နော်မကြီးမဆန့်။ရှီလန်းလန်းတို့ပေါ့ရှီလန်းလန်းတဲ့အခါမှာ ဟိုအစင်ပြေတော့လေးလာတယ်။ခြီလန်းအကျယ်ကြီးလန်းလိုက်တော့ခွာပြေတော့နော်ခွာပြေတော့ဆိုတာအဲ့ဒါကြီးဖြစ်ကုန်တာမလန်းအောင်ခက်စိတ်စိတ်လေးကိုအစင်ပြေတော့လေးပဲခြီတော့ကိုလန်းရတယ်။ဟောတချို့ကစိတ်ကပါသွားတာအဗရာဟိတာဆိုစိတ်ပါသွားတာကဘာနဲ့ခြီပြီးတော့အဲ့မှာခွာပြေတော့အဲ့မှာပြန်ပြန်ပြီးတော့ခြေတော့ခြေတော့နှစ်ခက်ကိုတန်းကြည့်လိုက်အကျယ်ကြီးလန်းထိုင်ပြန်စုလို့မလွယ်တော့ဘူး အင်မတန်ကြောက်ဖို့ကောင်းတာခြေတော်ကပုံမှန်လေးသွားနေရင်သူ့ဘာသာကိုသွားလို့ရတယ်ခြေတော်နှစ်ချောင်းခွာပြေအဝေးယူခွာထားလိုက်ပြီဆိုရင်ပြန်ရက်ဖို့မလွယ်တော့ဘဲမှခွာရပြေပြီးတော့အားမရှိတော့ဘူးသူကပြန်ရက်ဖို့အတွက်ပြန်ရက်တည်ဖို့အတွက်အားမရှိတော့ဘူးဒါမှမဟုတ်တိတ်လမ်းကျယ်လို့မရဘူးလမ်းကျယ်လို့မရဘူးဤစားတလောက်လေးပဲသွားတယ်တချို့အဲ့ဒါကိုမသိဘူးဒီလိုသဘောတရားမသိတဲ့အခါမှာတဏ္ဍာရား နော်လောကကြီးကပုဂ္ဂိုလ်တ attva တွေက infinity သူက infinity ဆိုတော့အဲ့လောက်ထိအကုန်လိုက်လို့မရဘူးစင်တအရဝေစာစင်တပြီးရဝေဘယ်လိုလောက်မလဲစင်တပြီးဝေတော့မလောက်ဘူးနော်ဒါအောင်မလို့အာဖရာတိုင်းငါဖရာလေးရှောက်မလုံနဲ့အာဖရာတိုင်းမှာငါပါတယ်အာဟိုဖရာလည်းပါအဲ့ဒါဟိုဘောဘကလည်းပါဒီဘောဘကလည်းပါဩဂရာဒီဩဂရာဟိုတင်ဒီတင်ဟိုရိတ်တာဒီရိတ်တာ နော်ဟိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်အရှုပ်နေတာအများကြီးမှားတယ်ဆိုသလိုပဲဘယ်မှမရောက်တော့ဘူးသူကညာဦးမလို့သမာဓိဆိုတာသူ့စည်းမှုခေါ်တယ်အာယုံတော်မှတစ်ခုတည်းစုပြီးတာတတ်နိုင်သမျှသမထအာယုံဝိပဿနာအာယုံတစ်ခုပဲစုကြည့်ရတာအဲကြောင့်မလို့ဆရာတော်၎င်းအတန်းတော်၎င်းနော်ကိုမိသားစုတော်၎င်းဆိုတာဖိုကတ်စရာဒီနေရာမှာစုထားတာ အဲလိုသုဒ္ဓရောမှာအင်အားဖြစ်တာအဲဒီတော့အဲဒီမှာအများဝေတဲ့ကိစ္စညီလူများလူဖြစ်ကြပါစေဆိုတဲ့စိတ်မျိုးအများအတန်းထားရတယ်မနေရဘူးမမြောက်ပါဘူးကိုယ့်အကူလည်းအားမငယ်ရဘူးကြည့်ရင်ညီလူများလူကြည့်ရတယ်နော်သာသရာဆိုတာသူရှိကိုရှိဆိုရင်နေရများရတာကွာရင်ကွာသွားမယ်ကိုယ့်ဘာသာကိုကြည့်ရတယ်ရှိနေတာပဲလေဒါအတူတူပဲပေါ့ပြီးသွားပြီ ဒီမှာမှဉာဏ်စီနာနဲ့များတဲ့သူကနေတဲ့သူကိုမျှဝေပေးတာဝမ်းမြောက်ရတာပေါ့ကိုဘကကောင်းတာလေးပေးကိုကဒါရုခေါ်ဒါရုဒါရုဒါရုဆိုတာဒါလက်ခံတာနော်အမေရိကန်ကတော့အဲ့အဲ့ဒီအရေးတိတ်ကောင်းတာသူတို့ရဲ့အစဉ်လားလေတယောက်ကကျေတုတင်ပါတယ်သူတယောက်ကဝဲကန်းလောက်တာနော်ယူအဝဲကန်းတာအာလက်ခံတယ်နင်ကျိုးစုတယ်နော်ကိုကကျေတုတင်တယ်လို့ပြောတာအကောင်းလေ အကောင်းဝင်ဒီဘက်ကလူကကျိုးဆိုးတယ်ဆိုတာအင်မတန်ကောင်းတဲ့ကိစ္စဒါကြောင့်မလို့တာရုအများဝေတာရုခေါ်တယ်ဆိုတာအဲ့ဒါပဲအာကုသိုလ်ကောင်းမှုအများအများများကြီးရောတာရုတာရုတာရုဆိုတာအဲ့ဒါဒါ you are welcome ပဲဒါမင်းမင်းတို့ကကျိုးဆိုးတယ်ဆိုတာဒါဟုပြောတာအကောင်းဝင်လက်ခံတယ်လို့ဆိုလိုတာနော်အကောင်းလက်ခံနိုင်တယ်ဆိုတာနာမမဟုတ်ဘူးတကယ်သူများအကောင်းတာမြင်မချေနှတ်တာမနာလို့တာလက်မခံနိုင်ဘူးဆိုတာရှိတယ်အာရုမခေါ်ဘူးခေါ်တာပေါ့ နော်ဟိုမကောင်းဆိုးဝါးတွေမကောင်းတာဖြစ်မကောင်းတာတွေကြီးပွားနေတာတော့ဒါဝဲကန်းသွားလုပ်လို့မရဘူးဘာဖြစ်လဲဆိုတော့မကောင်းတဲ့ပုဂ္ဂိုလ်တ attva တွေကြီးထွားနေအဘလောကကြီးကပြည့်စည်တာနော်မကောင်းတဲ့ပုဂ္ဂိုလ်တွေကြီးထွားနေတရားဓမ္မတွေလည်းပြည့်စည်တာအဲ့ဒါကြတော့ဝဲကန်းသွားလုပ်လို့မရဘူးသူကအဲဒီတော့အများဝေရဲဆိုတာပြောရင်အများကြီးပါပဲကျေပြတ်ပါတယ်နော်အခုပြောတဲ့ ညီလူများလူဖြစ်အောင်ဒါကြိုးစားကြ။ဘာညီလူများလူဖြစ်ခိုင်းတာလဲဆိုတာကုသိုလ်ကုသိုလ်လို့ဘုရားပြောတာအကောင်းအကောင်းကိုညီလူများလူဖြစ်အောင်ညှိခိုင်းတာနော်မကောင်းတာကိုညှိခိုင်းတာမဟုတ်ဘူးဆွဲချခိုင်းတာလည်းမဟုတ်ဘူး။အဲတော့ကောင်းတာတွေဟာညီလူများလူဖြစ်အောင်ညီမြအောင်ကြာနေဆွဲတင်လိုက်ကြပါ။